အဘဘိုးတော်ဟန်၏တပည့်ကြီးဆရာကြီးဦးခင်မောင်ထွေး၏ပယောဂကုရုံချမ်းမှကောင်းနှုတ်ချက်များတအဘဘိုးတော်ပွင့်မှအဘဆရာဟန်အားပညာစပေးသည့်အချိန်၌ဘရဝဲအရှိတွင်ကတ်လူထားသောရေတော်ကွက်မှရေများစုပွက်၍ရှံကျလာသောကြောင့်အဘဘိုးတော်ပွင့်မှအဘဆရာဟန်၏ထူးခြားပါရမီကိုအတိအမှန်ပြုခဲ့သည်နှင့်ပညာကိုသင်ယူပြီးသစ္စာမြဲ၍စရဏနှင့်တမာရီရင့်ကျက်အောင်အားထုတ်ပါက ဘုံတကူကြီးမြီပါရမီအခမ်းရှိရင်ရှိသလောက်ပညာပွင့်သည်ဝိဇ္ဇာတိဖြစ်နိုင်သည်၃ဤပညာသည်ပယောဂအပေါင်းအားဆရာကုသ၍ရသကဲ့သို့တပီလေကုသ၍ရသည်မိမိကိုယ်တိုင်ကုသရန်အခြေအနေမပြီးပါက အခြားသူတဦးအားအာနာပေးအပ်ပြီးဆရာကိုစားလူလွဲ၍စမ်းသပ်နိုင်ကုသပေးနိုင်သည်၄ဤပညာယူပြီးနောက်မိမိအတွက်ပယောဂကုသရာတွင်အဆအဆလုံလောက်ပြီးဖြစ်၍ အချားခိုင်းမှစေဝါအင်းအိုင်လက်ဖွဲ့စသည်တို့၏အကူအညီမလိုဂျေမန်းကိုလည်းတောက်ဆရာမလိုဥကံအလွန်လုံပြီးတံပြန်ကောင်းသောဂိုင်းတော်ကြီးဖြစ်သည်ဟုစွဲမြဲစွာယုံကြည်ရမည်။ငါမိမိဂိုင်းတော်ကြီးကိုသာယုံမိမိ၏အဆောင်ကိုသာယုံအချားမြည်သည့်ပုဂ္ဂိုလ်အဆောင်ကိုမျှမယုံရ။6 38တို့အားရှစ်မခိုးတော်လင်းအမြတ်အတန်အမြဲပြည့်ဝရန်လိုအပ်သည်။လိုအပ်သည့်အခါလိုအပ်သလို့ အကူအညီတောင်းဆေးခိုင်းနိုင်သည်ခွန်ဘုရားဟံမထွက်မီကအနန္တအနန္တငါးပါးကို ပြစ်မှားကတန်ခတ်ခံရမည်ဟု အထက်ထက်မှားကြားခဲ့သည်ဘုရား၏အဆိုဆုံးမနှင့်အညီကြင်ကြံအားထုတ်ရန် လိုအပ်သည်၈ဘုရားကိုင်းဓမ္မကိုင်းတန်ခါကိုင်းရာဇကိုင်းမသိစေရဟုအဘဆရာဟံအထူးမှားကြားခဲ့သည်၉ဆရာကိုမပြစ်မှားရပြစ်မှားကအဘဆရာတော်ကြီးများ၏ညဉ့်ညင်မှုကိုခံရတတ်ပြီး ညာအသိဉာဏ်ခံရတတ်သည် အဆောင်များခွာသွားတတ်သည်တရေကိုယ်တော်ကုမရသည်ကို တွေ့ဘူးသည်တဆေဤပညာကို ယူပြီးသည့်နောက်ဒါနသီလဘာဝနာကုသိုလ်တရားများကိုတတ်နိုင်သည်၍အားထုတ်ရမည်အဘဆရာကြီးအဖေဆရာဟန်ကတပည့်များကို ကမ္မထမ်း40ကိုအားထုတ်ရန် မှာကြားခဲ့သည်7အချားကိုင်းမှပွဲကြစားများနတ်တင်စားများမဆားရပညာညှို့တော်တတ်သည် စက်နှစ်မတောင်အလောင်းမထမ်းရကင်တွင်နန်းရှုံခြင်းမပြုရမိဘနှင့်ဆရာဖြစ်ကအဘဆေတော်ကြီးများကို ခွင့်မှန်းပြီးထမ်းနိုင်သည်စက်သုံးမိမိအဆောင်ကိုမြည်သူမျှမအပ်ရမိမိ၌အဆောင်ရှိမရှိကိုမြည်သူမှမေးရမလို့မိမိဘာသာခွေးကြိုက်တန်စုငါအယူစုအစိတ်စသည်တို့ကိုကိုယ်တိုင်စမ်း၍ကုကြည်ပါ မိမိဘာသာ အဆောင်ရှိကြောင်းအစွမ်းရှိကြောင်းသိရလိမ့်မည်စလီငမွေတို့ ပဲလင်းမွေသည်အိန္ဒုဖျားရှင်ကိုเจ้าများတွင် ရှိတတ်သော ထူပြီးအစိမ့်ရင်ရောင်ပင်စိမ့်မျိုးမဆာရစံငါငွေကိုမတက်ရမနှိမ့်ဆက်ရအခြားသူများငွေကိုလိုက်တတ်တာတွေ့လျင်ဆံရကကာကွယ်ထားရန်ပြောရမည်မေတ္တာပို့ပေးရမည်ဆက်ချောက်ကတော်ဝဲပြင်ထားသောအခန်း၌အမျိုးသမီးများထမင်းရင်ရှားဝေး၍မဝင်ရအမျိုးသမီးများမအိပ်ရစခွန်ကတော်ဝဲရှိတွင်စကားလက်လွတ်မပြောရ ပြောသောစကားသည်တစ္ဆာကဲ့သို့လေးနဲ့ဒီကိုတတိပြုရမည်ဆက်ရှိအမျိုးသားများယဟန်ဖောင်တက်ရန်အတွက်သိမ်းမဝင်ခင်တရက်ကြိုးတင်ပြီးအဘဆယ်တော်ကြီးများအားတားကြီးသည်မိတိနှင့်မိတိအချင်းတွင်သိမ်းဝင်ပါမည်ထို့အတွက်ကြောင့်တိမ်တဲလိုက်သည်နှင့်အဆောင်များကိုခိတ္တသိမ်းပေတော်မူပါဖျားတိမ်မထွက်လျင်ထွက်ချင်းအဆောင်များကိုငကိုအတိုင်းပြန်လဲချပေတော်မူပါဖျားဟုလျှောက်ထားရမည်အဆောင်များကိုလည်း တိန်ဝင်နေစဉ်ခိတ္တခွန်နေရင်အထက်ပါတိုင်းပြောဆိုရမည်စကူဂိုင်းတော်ကြီးတွင်ပညာဝါရှိသည်ဝါကြီးသူကိုဝါနုသူက မလီမစားမလောက်ရ20အဘဆရာကြီးဘိုးတော်ဟန်ရှိစဉ်ကငါတို့ဂိုင်းဟာတစ္ဆာချုပ်တယ်တစ္ဆာမြင်နေရင်ဘာအန္တရာယ်မှမရှိဘူးဟုမိန်ကြားခဲ့သည်21ဖျားပွဲသည်ပွဲအလုံးထက်အနေငယ်မြင့်၍လှူရမည်ဖြစ်ပြီးဖျားပွဲ၏လက်ဝဲဘက်မှဝိဇာပွဲနမင်ကြီးပွဲ မေတော်ကြီးပွေအစီအစဉ်တိုင်းထားရမည် ဖရာပွေဝိဇာပွေနမင်ကြီးပွေမေတော်ပွေ22ကရောဝဲအောင်သည်သည်ငှက်ပြောပဲအစိမ်းအောင်မဖြစ်ရရွှေဝါရောင်အုံမဏီသည်ဖြစ်ကမှားရန်မရှိပါကြွမီအစအဆုံးပါရမည်ကြွမီကိုအင်းအဝင်ဝတ်သို့လှည့်ထားရမည်23ယသိ၈တောင်ဆရာကောင်းများမှ စင်းသက်လာသောပညာများဖြစ်၍ဆရာအချင်းချင်းယူတည်ရပါမည် ဆရာတဝိဂုံတိခါကိုမချိုးနိုင်ရပါဆရာတဦးကုသနေသော လူနာကိုလူ၍မကုသရ24ပယောဂကုသမီဆိုလျင်အိမ်မဝင်ငင်ဆက်ဖြတ်ပါအိမ်ပေါ်ရောက်မှပယောဂကုရမီကိုတိရလျင်အိမ်အပြင်ပြန်ထွက်ပြီးဆက်ဖြတ်ပါအထက်ပါ အချက်များသည်ဂိုင်းတော်ရုပ်အဘဘိုးတော်ဟိတပီရင်အဘဆရာကြီးဦးခမောင်ထွေးရေးသားခဲ့သည့်ပယောဂကုရုံကျမ်းမှာကောက်နှုတ်တင်ပြခြင်းဖြစ်၏အဘဆရာကြီးဦးခမောင်ထွေး၏သားဖြစ်သူ ဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းခွင့်ပြုချက်ဖြင့်အချက်အလက်အနေငယ်အားကောက်နှုတ်တင်ပြလိုက်ခြင်းဖြစ်ပါ၏အဘဘိုးရဟန်ဤဩဝါဒများအားကိုယ်တိုင်ခံယူခွင့်ရခဲ့သောတပည့်ရှင်ဆရာကြီးတဦးကိုယ်တိုင်ရေးသားခဲ့သောဒိုင်းတော်နှင့်သက်ဆိုင်သောစောင်းရန်ရှောင်းရန်လိုင်းနာကျင့်သုံးရန်စည်းကမ်းချက်မူများသည်မိမိလက်ရှိလိုင်းနာကျင့်သုံးနေသောစည်းကမ်းမူများနှင့်မြင်မြတ်ကိုက်ညီ၍မြင်မြတ်ကွဲပြားနေသည့်အားချင့်ချိန်သုံးသပ်နိုင်ကြစေရန် စေတနာဖြင့်တင်ပြလိုက်ခြင်းသာ ဖြစ်လေ၏အဘဆရာကြီးဥခင်မောင်ထွေးနှင့်တားဖြစ်သူဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းတို့အားယူတီလေးစားစွာ ရှင်ခိုးကတော့ပါဤဟု၍ဆရာနှစ်ဆင်းမှရေးသားဖော်ပြထားပါရခင်ဗျာ